အဲ9380ကို30ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီမှာ930 953ပေါ့နော်အဲ့ဒီလိုရိုက်ထားပြီဆိုတော့ဒီနားမှာများ938အာပက်လည်းများပေးမလားပေါ့နော်အဲဒါကကျွန်တော်ဒါဒီခြေကလင်နာလေးကိုစပြီးတော့စိတ်ဝင်စားခဲ့တဲ့ခါတုန်းကပေါ့နော်အဲ့လိုမျိုးလေးလိုက်ပြီးတော့ယူကြည့်တာပေါ့နော်အဲ့ဒီပုံစံလေးကျွန်တော်တို့ဒီမှာနှစ်ဦးမှာပေါ့နော် ပရိင္ဃာတက္ခာပရိတ်၃ပေါ့နော်ပရိင္ဃာတက္ခာပရိတ်၃ခွာ၃လို့ရိုက်ပြီးမှပရိတ်၃လို့ရိုက်တယ်ပေါ့နော်အဲဒီမှာလဲပရိင္ဃာတက္ခာပရိတ်၃ဒီမှာခွာ၃လို့ရိုက်ပြီးမှပရိတ်၃လို့ရိုက်တယ်ပေါ့နော်အဲ့ဒီတော့ပရိင္ဃာတက္ခာခွာ၃ပရိတ်၃အဲ့ဒီ နှစ်ထဲမှာဒီဘက်နှစ်မှာ59ဆိုရကဏန်းတစ်ပွက်ထွက်တယ်ပေါ့နော်59လို့ထွက်တယ်အဲဒီမှာလဲကျွန်တော်တို့ပရိငါတစ်ခါခွာသုံးပရိသုံးအဲ့ဒီနှစ်ထဲမှာ59လို့ဆိုရကဏန်းတစ်ပွက်ထွက်တယ်အဲ့ဒီ59ရဲ့ဇောင်းမှာကြတဲ့ကဏန်းဒီကျွန်တော်3ည3 3ညဆိုတဲ့ကဏန်းဒီဒီ6နှစ်ကလာခဲ့တဲ့ကဏန်းပေါ့နော်ဒီ3ည3 3ည3 3ညဆိုတာဒါဒီ6နှစ်ကလာတဲ့ကဏန်း ဒီကနန်းဒီလဲကျွန်တော်တို့ဒါဒီမှာ3ည3 3เนาะကျွန်တော်ခုနထောက်တာမှာဆို3ည3ည3ရှင်းနှစ်ကလာတဲ့ကနန်းပေါ့เนาะရှင်းငါးကိုရဲ့ဇောင်းမှာရှိတဲ့3ည3 3ည3ဒီကျွန်တော်ဒီဘက်နှစ်ကလာခဲ့တဲ့ကနန်းဘယ်လိုနေရာကနန်းလဲဆိုရင်သူနဲ့အချိန်ကိုက်မှာ3ည3လုံးရှိတယ်အဲ့ဒီ3ည3လုံးဒီတနည်းကြော်လိုက်ထွက်တယ် တနေ့ကျော်လိုက်ထွက်တဲ့ဒီ303လုံးနဲ့အချိန်ကက3 3303ဆိုတဲ့ကဏ္ဍကကျွန်တော်ဒီ859ရဲ့ဇောင်းမှာလာထွက်တယ်ပေါ့နော်ဒါဆိုဒီမှာလဲကျွန်တော်ဒီမှာ859သူ့ရဲ့ဇောင်း68ကွန်ဒီ8ကဒီနှစ်ထက်ကလာတဲ့ကဏ္ဍဘလူနေရာကဏ္ဍလဲဆိုသူနဲ့အချိန်ကမှာ435အဲ့ဒီ435ဒီလဲအဲ့ဒီမှာတနေ့ကျော်လိုက်ထွက်တဲ့ကဏ္ဍပေါ့နော်အဲ့တော့ ဒီတနေ့ကျော်လိုက်ထွက်တဲ့၄၃ညငါနဲ့အချိန်ကရှစ်၆ခွန်းသည်ငါးကိုရှစ်ရဲ့ဇောင်းမှာလာထည့်တယ်ဗောနော်အဲ့တော့ဒီမှာလဲ၃ညာ၃လုံးတနေ့ကျော်ထွက်တဲ့အဲ့ဒီတနေ့ကျော်လိုက်ထွက်တဲ့၃ညာ၃လုံးနဲ့အချိန်က၃ညာ၃ညာ၃ဆိုတဲ့ကဏ္ဍဒီလဲငါးကိုရှစ်ရဲ့ဇောင်းမှာလာထည့်တယ်ဗောနော်အဲ့ဒီငါးကိုရှစ်နဲ့အချိန်ကမှာ၉၃၀လို့ရိုက်တယ်ဗောနော်အဲ့ဒီလိုပဲဒီမှာလဲငါးကိုရှစ်နဲ့အချိန်ကမှာ 630အာပက်လည်းရိုက်တယ်ဗောနော်ဒါဆိုသူ့အောက်မှာထွက်မကနန်းနော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီရှင်ငါကို630ရိုက်ပြီးသူ့အောက်မှာ630ရှေ့လို့ထွက်တယ်ဗောနော်အဲ့ဒီမှာကျွန်တော်တို့ကအဲဒီ630ရှေ့ဘယ်အားလာလဲဗောနော်ဒီလူမျိုးလိုက်ယူမယ်ဆိုယူလို့ရတယ်ဗောနော်ဒါမိတ်ဆွေတို့လိုက်ယူကြည့်ကျွန်တော်တော့မယူတော့ဘူးเนาะဒီမှာ9300တွေပါရှိရယ်ဘယ်ကလာလဲလို့မယူတော့ဘူးမယူတော့ဘဲနဲ့ဒီကနန်းကိုပဲ ျွန်တော်ကဒီကုသညာရှိအာပက်လေ6ခွက်ကိုဒီမှာတဲတခွက်အထက်ကစားမယ်ပေါ့နော်။နော်ကဏ္ဍတုကဏ္ဍမဲချမယ်တဲတခွက်ကစားမယ်ပေါ့နော်။အဲ့ဒီမှာကြည့်ကြကျွန်တော်တို့ဒီမှာရှင်းငါးခုနဲ့အချိန်ကမှ930ဒီရှင်းငါးခု1ချိန်ကိုပါဝါချိန်ပြီးတော့ကုသညာရှိနော်ဒီကု30ကိုလည်းနော်1ချိန်ကိုပါဝါချိန်ပြီးတော့ကုသညာရှိလို့ထွက်တယ်နော်1ရှင်းငါးခုပါဝါ1ချိန်ပေါ့နော်ဒီမှာ930ပါဝါ1ချိန်ပေါ့နော်အဲ့ဒီလိုရိုက်ထားတယ် ဲ့တော့ဒီမှာလည်းကျွန်တော်တို့998ပါဝါ1ဂျိန်းနဲ့နော်တိုက်တဲ့ကဏ္ဍကိုပါဝါ1ဂျိန်းနဲ့ကစားလို့ရတယ်339ကိုလည်းပါဝါ1ဂျိန်းနဲ့ကစားလို့ရမှာပေါ့နော်အဲ့တော့ तू ကဒီမှာပါဝါ1ဂျိန်းနဲ့938ရှေ့လို့ရိုက်ထားတယ်ရှင်း959ပါဝါ3ဂျိန်းနဲ့1ဂျိန်းရှင်း959 1ဂျိန်း938 930ပါဝါ1ဂျိန်းပါဝါ1ဂျိန်း3ပါဝါ8နဲ့เนาะဒီမှာ938ဆိုပြီးတော့1ဂျိန်းရိုက်ထားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလဲကျွန်တော်ကအဲ့ဒီမှာ ကိုယ်တုံညာရှိအာပက်လဲလို့ကျွန်တော်ဒဲတကွက်ထည့်ကစားမယ်ပေါ့နော်ဒီခုအဲ့ဒါဆိုကြည့်မယ်အဲ့ဒါဆိုစကြည့်မယ်ကျွန်တော်ကြည့်မယ်ဆိုဒီမှာ196 3ဒီမှာ5 3အဲ့ဒီကနန်းနှစ်ကွက်ဘယ်နော်ဘယ်ရလာတာလဲကြည့်မယ်အဲ့တော့ကြည့်ပြီးအဲ့တော့ဒီမှာ196 5 3အဲ့ဒါကိုစကြည့်မယ်ပေါ့နော် ကြည့်ပြီးတော့ဒီမှာတက်ကို6ရဲ့ဘေးမှာထွက်တဲ့ကဏ္ဍငါးကို3ရဲ့ဘေးမှာတခုထိုးမဲ့ကဏ္ဍကိုယူမှာပေါ့နော်ယူမဲ့ဆိုတော့အခုဒီမှာတက်ကို6ငါးကို3အဲ့ဒီကဏ္ဍကဘယ်ကလာတာလဲဆိုရင်ကျွန်တော်တို့ဒီမှာနော်ဘယ်ကနေသူကလမ်းကြောင်းဆခဲ့တာလဲဆိုရင်ကျွန်တော်ဒီမှာအဲ86ခုနဲ့မှာ3ခွန်ကိုအဲ့ဒီ3ခွန်ကိုနဲ့အချိန်ကြိုက်မှာကျွန်တော်တို့ဒီမှာ တက်ချောက်လို့ရှိရနောက်တခါဒီမှာ93ခွန်93ခွန်နဲ့အချိန်ကိုက်မှာ935လို့ရှိမယ်နော်အဲ့ဒီ3ခွန်9နဲ့အချိန်ကိုက်က916 93ခွန်နဲ့အချိန်က935ဒီမှာသူမြန်ဆောင်းထုံမြင်းကုန်နော်916နဲ့935ကိုရိုက်ထား963ခွန်နဲ့အချိန်ကိုက် နော်ကို3ခွန်3ခွန်ကိုနဲ့အချိန်ကရိုက်ထားတဲ့ဒီကို16ဒီနောက်10နှစ်မြောက်ကိုလိုက်ထွက်တယ်10နှစ်3 4 5 6ခွန်8ခု10နှစ်မြောက်ကိုဒီမှာလိုက်ထွက်ပြီနော်အဲ့ဒီလိုနော်3ခွန်ကိုရိုက်ထားကို16ကို10နှစ်မြောက်ကိုလိုက်ထွက်ပြီးဒီကို16နဲ့10နှစ်မြောက်မှာလဲဒီကို3ကို3ခွန်ထောက်ထားကို3ကလိုက်ထွက်တယ်ဗောနော် တင်းနဲ့3 4 5 6 9 8 9 10နည်းမြောက်မှာဒီမှာ9 3ကလိုက်ထွက်တယ်နော်အဲ့ဒီလို10နည်းမြောက်တွေလိုက်ထွက်ပြီးမှဒီမှာ तू ကလာရိုက်တာ196 593ဆိုပြီးလာရိုက်တာဗောနော်အဲ့တော့ခါကျတော့ကျွန်တော်တို့ကကြည့်မယ်ဆိုရင်ဒီ3ခွင်ကို916 10နည်းမြောက်ကိုထွက်တယ်ထွက်ပြီးတော့သူ့အောက်မှာထွက်တဲ့ကဏ္ဍကနှစ်ခွနှစ်နော်နှစ်ခွနှစ်တဲ့နော်နောက်တခါဒီ သုံးခွင်ကိုသုံးကအဲ့ဒီကိုသုံးကဒီလေဒီကိုတက်6ကနေ6ကိုတက်ကနေ10နှစ်မြောက်ထွက်ပြီသူ့အောက်မှာထွက်တဲ့ကဏ္ဍသည်8 90တဲ့နော်8 90လို့ရိုက်တယ်အဲ့တော့ဒီ6 90နဲ့2ခုနဲ့ဒီ6 90နဲ့2ခုနဲ့ကိုဒီမှာ2ခုနဲ့လို့လာထည့်တယ်ဆိုရင်နော်2ခုနဲ့လို့သူကဒီလိုလာရိုက်ထားတာဆိုရင်အဲ့တော့ကျွန်တော်ဒီ5 9 3ရဲ့ဘေးမှာလဲကျွန်တော်ကနော် သူ့အောက်က8 90ဆိုတဲ့အာပက်လေကနန်းကိုဒီမှာတဲတကွက်နော်6ကွက်ထဲတဲတကွက်ကစားမျိုးပေါ့နော်အဲ့တော့ဒီမှာ6 91နော်ဒီမှာသူတို့က3ခွန်ကို93ခွန်နဲ့အကျင်ကရိုက်ထား96နဲ့93ကဒီသူတို့ကသူတို့အတွဲဒီ10နှစ်ချားပြီးတော့လိုက်ထွက်တယ်ပေါ့နော်10နှစ်မြောက်တွေလိုက်ထွက်တယ်ထွက်တော့2ခွန်နဲ့196 2ခွန်နဲ့ဒီမှာ196 2ခွန်နဲ့လို့ရိုက်တယ်လို့ ီမှာ935 890ဒီမှာ935 890လို့ကျွန်တော်ထည့်ကစားမှာဘာလို့ထည့်ကစားမှာလဲဆိုရင်နော်တူอ่ะဒီ691အောက်က2ခုနှစ်ကဘယ်ရလာတာလဲဆိုရင်ကျွန်တော်ဒီမှာ950တူရှိမှာမရေးပြတော့ဘူးဗီဒီယိုတိကျရိုက်တာဖြစ်တယ်လို့နော်ဒီမှာဖိုင်ရှင်မှာတို့950နဲ့အချိန်ကမှာ2ခုနှစ်လို့ထည့်တာအဲ့ဒီ950နဲ့အချိန်ကိုက်က နှစ်ခုနှစ်ခုဒီ6ခုတည်းအောင်မှာနှစ်ခုနှစ်လို့ထည့်တယ်ဆိုရင်ကျွန်တော်ဒီမှာလဲ950ဗျဒါသုံးကက်စီမရှိနိုင်တော့ဘူးနော်ဒါနှစ်ကက်စီပေါ့နော်နှစ်ကက်စီပဲရှိနိုင်တယ်နှစ်ကက်စီပဲဖြစ်တော့ဒါကြောင့်မို့ဒီ site ကပေးနိုင်တယ်ဒီ950နဲ့အချိန်ကိုက်မှာဒီမှာ890လို့ရိုက်တယ်ဗျအဲ့တော့ဒီ990နဲ့အချိန်ကနှစ်ခွနှစ်ကိုဒီ3ခွကို ကိုတက်6ရဲ့အောက်မှာထည့်တယ်ဆိုရင်2ခွနဲ့6ကိုတက်အောက်မှာ2ခွနဲ့လို့ထည့်တယ်ဆိုရင်ဒီ990နဲ့အကျင့်ကက890ကိုလည်းကျွန်တော်တို့ဒီမှာ93ခွန်း935ရဲ့အောက်မှာထည့်ရမယ်ဆိုဒီမှာထည့်ပေးထားတယ်ဗျာနော်အဲ့ဒီလိုထည့်ပြီးမှ तू ကဒီ6ကိုတက်ရဲ့အောက်က2ခွနဲ့ကိုဟာဒီမှာ6ကိုတက်2ခွနဲ့လို့တွဲရိုက်တယ်ဆိုရင်အဲ့တော့ဒီ935 890ကိုလည်းကျွန်တော်တို့ကဒီမှာ935 890ကိုကျွန်တော်က890လို့ပဲတက်ထည့်ကစားမယ်နော်890ပဲတက် ဒီလိုင်းအရာတော့190ပေါ့နော်တဲ့ပေါ့နော်မိတ်ဆွေတို့ကြိုင်အာဘာဖြစ်လို့190လို့တဲ့ကစားရမလဲဆိုရင်ကျွန်တော်တို့ဒီမှာသူက990နဲ့အချိန်ကက1ခု1ကို3ခု9760နဲ့မြောက်ထွက်တော့သူက691အောက်မှာ1ခု2လို့ပဲသူကတဲပေးတာနော်ဒီ1ခု2ကို1ခု2လို့ပဲတဲပေးပြီးတော့ဟာဒီ691ကတော့ခုဒီမှာကျွန်တော် 2022မှာလာရိုက်တော့လေ6 9တည့်အပြီးမှာ2ခု2လို့ပဲသူကတဲရိုက်တာနော်အဲ့တော့ဒီမှာ2ခု2တဲဖြစ်တယ်လို့ဒီမှာ2ခု2တဲပေးတယ်လို့ဒီမှာလည်း2ခု2လို့တဲပေးခဲ့တယ်ဒါကြောင့်မလို့ဒီမှာလည်းကျွန်တော်တို့က990နဲ့အချိန်ကိုက်က8 90ကိုလေ93ခု935နော်အဲ့ဒီ935ဒီ6 9တက်ကနေ10နှစ်မြောက်ကိုထွက်ပြီးတော့သူ့အောင်မှာ8 90ဆိုပြီးတဲပဲရိုက်တာနော်ဒီမှာ8 90ဆိုပြီးတော့တဲပဲရိုက်တယ်ဒါကြောင့်မလို့ဒီ2ခု2 နှစ်ခုနှစ်နှစ်ခုနှစ်တဲရိုက်ခဲ့တယ်လို့ဒီမှာလဲ890 890လို့တဲပေးခဲ့ဖြစ်တဲ့အတွက်ဒီမှာလဲနှစ်ခုနှစ်တဲရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာလဲကျွန်တော်890ဆိုပြီးတော့တဲပဲကစားမှာပေါ့နော်တဲဒီလိုင်းရဒါပေမဲ့ဒါမိတ်ဆွေတို့အထိုင်နဲ့ရှိတဲ့သူတွေအာတဲ့အာလိုက်ပေါ့နော်အဲ့တော့890ပေါ့နော်ဒီရအတုံးကက်စီမရှိနိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာ990နှစ်ချိန်ပဲကြာပေးထားတယ် နော်990လို့ဒီမှာ3ချိန်များရှိလို့ရှိရင်ဒါ3ကက်စီယူလို့ရအောင်ပဲဗောနော်ဒါကြောင့်မို့ဒီကလေးကကျွန်တော်တို့ကဒါနှစ်ချားပင်ချားနဲ့ကြည့်တဲ့ site လည်းမဟုတ်ဘူးကျွန်တော်တို့အကွက်ရွှေလည်းမဟုတ်ဘူးနော်အဲဒါပို့ site လည်းမဟုတ်ဘူးကြား site လည်းမဟုတ်ဘူးဒါတွေကအကွက်ချစနစ်လို့ခေါ်ရမှာဗောနော်ကွက်ချစနစ်ဗောနော်သူကဒီ990နဲ့အချိန်ကနှစ်ခွန်းနဲ့990နဲ့အချိန်က890တို့အတွဲလိုက်ရိုက်တာဗောနော်3ခွန်း996 ကိုသုံးခွန်ကိုသုံးကဒီလိုအတွဲတွေ10နှစ်မြောက်ကိုထွက်တယ်ထွက်ပြီးတော့သူ90နဲ့အချိန်ကကကနန်းကိုလိုက်ထည့်တာဗောနော်နော်အကွက်ချတာဗော69နှစ်ခွန်းနဲ့နော်ဒီမှာ90နဲ့အချိန်ကက890ကိုလေဒါကိုသုံးက890ဆိုပြီးတော့ဒီမှာ69နှစ်ခွန်းနဲ့လို့ထည့်တယ်လို့9ကိုသုံး890ဗောနော်အဲ့တော့ဒီချိန်890ကနန်းလေးဗောနော်ကောင်းကောင်းကစားပါမယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကနော်ဒီဗရိတ်ငါးတက်ခါနဲ့ဗရိတ်သုံးခွာသုံးဒီဒီလိုဖြစ်စင်တယ်မှာလဲ ရှင်ငါကိုပါဝဝန်ချင်းနဲ့နော်ဒီမှာ9 3ည8အချင်းကက9 3 0ကိုပါဝဝန်ချင်းနဲ့9 3ည8ရိုက်တယ်လို့ပေါ့နော်ကျွန်တော်ဒီမှာလည်းနော်ပရိင္းတက်ခါနဲ့ပရိတ်3ခွာ3ပရိတ်3အဲ့ဒီနေ့တည်းမှာရှင်ငါကိုနဲ့အချင်းကိုက်မှာပုံညာ9 3လို့ရိုက်ခဲ့ဖြစ်တဲ့အတွက်သူတို့ကလည်းပါဝဝန်ချင်းပြောကျွန်တော်ကဒီမှာသူကအဲ9 3ည8လို့ပြောင်းထည့်တယ်လို့ကျွန်တော်ကဒီမှာ8 8 90လို့ပြောင်းထည့်မယ်ပေါ့နော်9 9 8ပါဝဝန်ချင်း339ပါဝဝန်ချင်းနဲ့890လို့တက် ကစားမှာဘောနော်ဒီကနန်းလေးကဒီကနန်းလေးကကျွန်တော်တို့ဒါဆယ်ဟိုဒါ၉ချိန်ကနေကဒါအထူးကောင်းခဲ့တဲ့ကနန်းလေးပေါ့နော်ကောင်းခဲ့တဲ့ကနန်းလေးသူကပေးရမှာခုဒီအချိန်မှလည်းပေးနိုင်လားလို့ကျွန်တော်ပြန်လေ့လာကြည့်တော့ပေးပေးနိုင်တယ်ပေါ့နော်စီဂျောဖရင်ရအဲ့ဖရင်ကကျွန်တော်ကဒါတီချာကြီးမပြတော့ဘူးပေါ့နော်တီချာမပြတော့ဆိုတော့ကျွန်တော်လိုက်လွင်တော့အကုန်အထောက်တင်နဲ့နော်ဂျာ တွေ့တဲ့ line နေနဲ့အကုန်ပြလို့ရခွက်တီးကြားဗီဒီယိုဆိုမှပြတော့အဲ့တော့ဒီမှာကျွန်တော်938ဒီမှာလည်းရိုက်ထားတယ်သူ့ဘေးမှာ438ပေါ့နော်438ဒီ438ကဘယ်ရလာတယ်ရှေ့လေးနှစ်က10နဲ့3 4 4နှစ်မြောက်ကဒီနားမှာအထောင်လေးတွေရှိသေးရဲ့နော်သူ့လိုအချိန်ကမှ9ခွန်8တို့နော်198တို့ပါ အထောက်တွေရှိသေးရဲ့အဲ့တော့လူဝင်းပြောဒီမှာ630ပေါ့နော်ရင်းကုန်630အထောင်လေးတွေရှိတယ်48တို့အဲ့ဒီ630နဲ့ ချိန်ထားတဲ့ဒီ၄ရှစ်သုံးကနောက်လေးနှစ်ကိုထွက်ပြီးမှသူ့ဘေးမှာ၃ည၉ရှစ်လို့ရိုက်တယ်အဲ့ဒီလိုပဲဒီမှာလဲကျွန်တော်တို့630ပေါ့နော်630နဲ့ကျွန်တော်တို့ဒီမှာငင်းကုံသွားမှာ395ပေါ့နော်အဲ့ဒီ395ကနော်395ကနောက်လေးနှစ်ကိုထွက်တယ်ဒီမှာအဲ့တော့သူ့ဘေးမှာ890ဒါ10ချိန်မှာပေးလာနိုင်တယ်ဆိုတော့နော်ဒါဖရိန်ရှိတာပေါ့နော်အဲ့ဒီမှာ98တို့198တို့ဒီနားမှာအထောင်တွေအလဲတွေနော်ဒီလိုင်းတွေရှိသေးတယ်ပေါ့နော် အဲ့တော့အဓိကကတော့ကျွန်တော်ဒီဟာလေးကနှစ်ကက်စီပေါ့နော်သုံးကက်စီမရှိနိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီ990 2ခွန်းနဲ့990 890နော်3ခွန်းကို916 2ခွန်းနဲ့692 2ခွန်းနဲ့93ခွန်း935 890 935 890 691 2 9ခွန်းနဲ့အဲ196 2ခွန်းနဲ့ကျွန်တော်ဒီမှာ935 890နော်935 890အဒီနေရာမှာ ဒီနေရာမှာအရန်ကနန်းတစ်ခွက်ကျွန်တော်ထည့်ပြောလိုက်အောင်ပါနော်အရန်ကနန်းတစ်ခွက်ဆိုရင်ကျွန်တော်ဒီကနန်းလေးထည့်ထိုးရမယ်ပေါ့နော်ဒီကနန်းလေးထည့်ထိုးရမယ်ဒီမှာ639အကျင့်ကမှာ2ခွန်းနဲ့နော်639အကျင့်က2ခွန်းနဲ့ကိုကျွန်တော်တို့နော်အဲဒီမှာ196 2ခွန်းနဲ့ဆိုရင်ဒီမှာ639အကျင့်ကမှာ639အကျင့်ကမှာကျွန်တော်ဒီမှာ39ခွန်းဆိုတာဆက်ဖြစ်တယ်ဗျာနော်39ခွန်းဒါကြောင့်မို့ ဒီမှာလည်းဒီ၃၉ခွန်းဆိုတဲ့ကဏ္ဍကိုလည်းဒီမှာအရန်ကစားရမယ်နော်တို့ပြမဲ့ဖြစ်နိုင်ကြရဒီမှာဒီနှစ်ခွန်းနဲ့ဒီမှာနှစ်ခွန်းနဲ့ရိုက်ပြီးတော့ဒီ၉၃၅အောက်မှာရိုက်တာ၃၉ခွန်းမဟုတ်ဘူးနော်၈60ဖြစ်ခဲ့တယ်ဒါဆို၅၅၀အထောက်နဲ့ကပူပြီးတော့ကိုက်ညီတယ်ပေါ့နော်ကိုက်ညီနေတို့ပြမဲ့ तू ကလှဲ့လာနိုင်တယ်၉၃ခွန်းနှစ်ခွန်းနဲ့၉၃ခွန်း၃၉ခွန်းများနော်ဒီ၁၉၆နှစ်ခွန်းနဲ့ရိုက်တယ်လို့၁၉၆နှစ်ခွန်းနဲ့နော်ဒီမှာ၅၉၃ 3ကိုခွန်များเนาะဒါလေးကအရင်ကစားရမှာပေါ့เนาะเนาะဒီမှာတိကျတဲ့အထောက်ဆိုရင်သူက990နဲ့ထောက်ထားတဲ့890ကိုဒီမှာ890လို့ပဲရိုက်တယ်3ကိုခွန်လို့မရိုက်ဘူးเนาะဒီမှာ2ခွန်နဲ့ရိုက်တယ်လို့အဲ့တော့ကဲဒီလောက်ပဲဗျာเนาะဒါအဲ့တော့ဒီ size လေးကကျွန်တော်ဒါအတူလေးပဲဒါယူစားချက်လေးเนาะယူစားချက်လေးဒါအကွက်ချစနစ်လေးပေါ့เนาะအဲဒီ line လေးပေါ့เนาะအဲ့တော့3ကိုခွန်ဆိုတာလေးကိုကျွန်တော်ခွန်3ကိုပေါ့เนาะခွန်3ကို ျွန်တော်ရွေးပေးလိုက်မယ်နော်ခွန်3ခုဒါပေမဲ့မင်းစိုးတို့အထိုင်ရှိတဲ့လူတွေအားပေါ့နော်ခွန်3ခုအဲ့တော့၁၀ကြိမ်အတွက်ဒါကျွန်တော်ကဒီ၈၉၀လေးပေါ့နော်၈၉၀နားလည်မယ်ထင်ပါရဲ့နော်ကျွန်တော်၈၉၀လေးကိုခြားပြပေးခဲ့တာအဲ့တော့ကျွန်တော်အယူဆနဲ့မိတ်ဆွေတို့ရဲ့နှစ်သက်မှုနဲ့နော်ရှိလို့ရှိရင် ဒါလေးဒီကနန်းလေးကိုမိမိတို့အကြိုက်ကစားပါတော့ဟုတ်ကဲ့အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ